တငယ်ချင်းများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်လေးကတော့စော်ကားခံရလို့တရေဘဝနဲ့ကဲလဲစားချေတဲ့ခင်ထားဆိုတဲ့တရေဇလန်လေးဖြစ်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူဟီလာဖြစ်ပါတယ် တခါတော့ကကမ်ဘလူဆိုတဲ့ရွာလေးမှာဦးလာဆောင်တဲ့ဒေါ်ဤခင်ဆိုတဲ့လင်မယားနှစ်ယောက်ရှိတယ်။သူတို့မှာအရန်ချုံမောလာပါတဲ့ခင်သားဆိုတဲ့သမီးလေးတယောက်လည်းရှိတယ်ပေါ့။ဦးလာဆောင်တဲ့ဒေါ်ဤခင်တို့ကရွာထဲကလူတွေနဲ့မပတ်သက်ချင်းလို့ရွာပြင်မှာပဲအိမ်ဆောက်ပြီးနေကြတယ်။အချိန်ကြာလာတာနဲ့အမျှဦးဤဆောင်တဲ့ဒေါ်ဤခင်တို့လည်းအသက်အရွယ်ကြီးရင်လာကြပြီ။ရှေ့ဆက်နောက်ဆက်ဆိုတလို့ဆုံးပါသွားကြတယ်ပေါ့။အဲ့ဒါနဲ့ခင်သားလည်းရွာပြင်အိမ်လေးမှာပဲတယောက်တည်းနေခဲ့တယ်။ရွာထဲမှာနေတဲ့ခင်သားအမေရဲ့ညီမဖြစ်သူဒေါ်ငွေခင်ကသူနဲ့အတူလာနေဖို့ခေါ်ပေမဲ့ မိဘတွေကောင်းချသွားတဲ့အိမ်လေးမှာပဲတယောက်တည်းနေခဲ့တယ်။ယာတီတွေပြောင်းလာတာနဲ့အမျှခင်ထားတယောက်ရွာလူကြီးရဲ့သားတစ်ထူးဆိုတဲ့ကောင်းလေးနဲ့ချစ်သူတွေဖြစ်သွားကြတယ်။ရိုးသားပြီးလှတဲ့သူလေးဖြစ်လို့တစ်ထူးရဲ့မိဘတွေကခင်ထားနဲ့သူတို့ရဲ့သားလေးကိုသဘောတူကြတယ်။အဲ့ဒီလိုနဲ့တနေ့ခင်ထားကန်ဆိုးပါလေရော။မိုးတွေအယမ်းရွာတဲ့တနေ့ခင်ထားတယောက်ထမင်းဟင်းချက်ပြုတ်နေတော့ရွာထဲကအောင်တယ်ဆိုတဲ့အယက်သမားအိမ်ပေါ်တက်လာပြီးခင်ထားကိုအတမတ်ကြီးရေနံတူးတော့တာအင်အားချင်းမမျှလို့ငိုယိုပြီးမလုပ်ဖို့တောင်းပန်ပေမဲ့မရခဲ့ပါဘူး။ ဒီလိုနဲ့အောင်တင်ရေနံတူတာခံလိုက်ရပြီခင်ထားဘဝလေးအပြူကြီးပြက်ခဲ့ရတယ်ခင်ထားလဲအောင်တင်အားလူကြီးတွေကိုသွားတိုင်လိုက်ရင်တစ်ထူးတီသွားမှကြောက်တာနဲ့အတော်ဖြစ်သူရဲ့အိမ်မှာသွားနေလိုက်တယ်ကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုသလိုအတော်အိမ်မှာနေရတာအစပိုင်းအဆင်ပြေပေမဲ့နောက်ပိုင်းမှာတော့အတော်ရဲ့လင်ဖြစ်သူဦးအောင်ကြီးတယောက်ခင်ထားကိုထိကပါရိကပါနဲ့ဟိုကိုင်းဒီကိုင်းလှုပ်လာတယ်ဒီအကြောင်းတွေကိုခင်ထားကတစ်ထူးအိမ်လာလဲတုံးပြောပြမယ်လုပ်နေတော့ဦးအောင်ကြီးရောက်လာပြီမကြည့်သလိုကြည့်တော့ခင်ထားလဲတစ်ထူးကို မနေ့ကမှရွာပြင်ကအိမ်မှာတွေ့ရအောင်ဆိုပြီးချိန်လိုက်တယ်။ညရောက်တော့ထမင်းစားတောက်ပြီးဒုံငွေခင်တယောက်ရွာထဲကအတူပအိမ်ထွက်သွားတယ်။ခင်ထားလဲတယောက်ထဲပြင်းနာနဲ့အိယာဆောဆောဝင်နေလိုက်တယ်။ခင်ထားအိတ်လို့ပြောလူပြောခင်အချိန်မှာအိယာဘေးမှာခြေတန်ကြားလို့ကြီးလိုက်တော့ဦးအောင်ကြီးဖြစ်နေတယ်။ခင်ထားလဲဦးလေးပါလောက်တာလဲသမီးခန်းထဲကိုမေးလိုက်တော့ဦးအောင်ကြီးကငါနှင်းကိုရေနံတူးချင်တယ်လို့ပြောလိုက်တယ်။ခင်ထားလဲဦးလေးမလုံးနဲ့နော်။သမီးអော်လိုက်မယ်ပြောတော့ဦးအောင်ကြီးကနင်းရှက်ကွဲချင်ရင်អော်လေ။နင်းကိုအောင်တင်ရေနံတူးတာ။တရွာလုံးတိအောင်ပြောလိုက်မယ်ဆိုတော့ ခင်ထားငြိမ်ကြသွားတယ်။ဒီအချိန်မှာပဲဦးအောင်ကြီးကခင်ထားထဲမိန်ကိုအတင်းလှန်လိုက်ပြီးရေနံတူးတယ်။ခဏကြာတော့ဒုံဝေခင်ပြန်ရောက်လာတယ်။ခင်ထားခန်းထဲကအော်တန်ကြားလို့ဒုံဝေခင်ဝင်ကြည့်လိုက်တော့ဦးအောင်ကြီးနဲ့ခင်ထားထက်ရက်သားတွေ့သွားတော့ကြာကူလီကောင်အောင်ကြီးကနင့်တူမငါ့ကိုသူ့ခန်းထဲလာဖို့ခေါ်တယ်ဆိုပြီးရှာရုံးမရှိတိုင်းပြောတော့တာပေါ့။အဲ့ဒါနဲ့ဒုံဝေခင်လည်းဦးအောင်ကြီးစကားယုံပြီးခင်ထားကိုအိမ်ပေါ်ကနင်ချလိုက်တယ်။ခင်ထားလည်းရှက်လည်းရှက်ဘဝလည်းနှစ်ခါပြတ်ဆိုတော့ရွာပြင်ကအိမ်ကိုသွားပြီးအဆုံးစီရင်လိုက်တယ် ။နောက်တနေ့ရောက်တော့တစ်ထူးတယောက်ခင်ထားရှိတဲ့ရွာပြင်ကအိမ်ကိုထွက်လာခဲ့တယ်။အိမ်ရှိရောက်တော့ခင်ထားအိမ်ပေါ်ကဆင်းလာပြီးတစ်ထူးနဲ့စကားပြောတယ်။အဲ့ဒါကိုအရက်သမားအောင်တင်တွေ့သွားတော့ခြုံကွယ်ပြီးစောင့်နေလိုက်တယ်။တစ်ထူးပြန်သွားတော့ခင်ထားလည်းအိမ်ပေါ်ပြန်တက်ခါနီး။အောင်တင်ရှိနေတာသိတော့လက်ရက်ခေါ်လိုက်တယ်။ဒါနဲ့အောင်တင်လည်းခင်ထားနောက်တက်လိုက်သွားတယ်။အခန်းထဲရောက်တော့ခင်ထားကအောင်တင်ကိုရေနံတူးခိုင်းတယ်။အောင်တင်ရေနံတူးနေတော့မှာပဲ။ခင်ထားနာနာဘာဝတရေပုံစံပြောင်းသွားပြီ။ငါဘဝကိုပြတ်အောင်လုပ်တဲ့ကောင်တွေနင်တို့ကိုခွင့်မလုပ်ဘူးဆိုပြောတော့ အောင်နင်းကျောက်အားလက်အားနဲ့သူ့ဟာကြီးဆွဲထုတ်တော့လဲထုတ်မရတော့ပဲအကြောက်လုံပြီးသေးသွားတယ်ဒီနေ့ဦးအောင်ကြီးတယောက်အရက်မူးလုံပြီးလမ်းတောင်တေချာမရှောက်နိုင်တော့ဘူးတွားနေရင်နဲ့ဦးအောင်ကြီးရွာပြင်ကခင်ထားအိမ်ရောက်လာတယ်အိမ်ရှိမှာခင်ထားထိုင်နေတာတွေ့တော့ခြံထဲဝင်လာပြီးနင့်ကိုရေနံတူးလို့မပြီးသေးဘူးထတ်တူးမယ်ဆိုပြီးခင်ထားလက်ဆွဲပြီးအိမ်ပေါ်တက်သွားတယ်အခန်းထဲရောက်တော့အိယာပေါ်မှာတည်နေတဲ့အောင်တယ်အလောင်းကိုတွေးလိုက်တော့ဦးအောင်ကြီးအရက်မူးပြေသွားတယ်ခင်ထားကိုကြည့်လိုက်တော့လေလက်ကြည့်တာပါလာပြီးခင်ထားကအိမ်အောက်မှာရှိနေတာကိုတွေးလိုက်တော့ ဦးအောင်ကြီးလမ်းဖြတ်ပြီးဆင်းပြေးမယ်လို့တော့အိမ်တကားတွေကသူ့အလိုလိုပိတ်သွားပြီးဦးအောင်ကြီးလည်းအောင်တယ်လိုပဲအသေးဆုံးနဲ့တည်ဆုံးသွားပါတော့တယ်လို့ပြောရင်ဇလန်းကိုအဆုံးတက်လိုက်ပါတယ်